အဲ့တော့ဒီဒေါက်တာနန္ဒမာလာပြည်ဝင်သားရဲ့ပထမမြတ်ဒေသနာဒီတရားတော်ကိုအရှိပူဇော်ပေးပြပါရဲ့ဆရာတော်ကြီးအားယူသည်လေးမြတ်စွာရှောက်တာအပ်ပါသည်ဗျာဒီနေ့ကတော့တရားတော်ကိုပူဇော်လာခဲ့တာဆိုလို့ရှိရင်မက်ကပေစီယောကိုရောက်တော်ပါပြီမက်ကဆိုတာတမန်အားဖြင့်အင်းချောင်းလို့အဓိပ္ပာယ်ရတယ် လူတွေရှောက်လန့်စရာလမ်းကြောင်းပြင်းတွေသွားစရာလမ်းကြောင်းတစုံတစ်ခုဘက်ကိုဦးတည်ပြီးသွားနေတဲ့လမ်းကြောင်းမှတ်တမ်းများကိုမက်ခလို့ခေါ်တယ်။မက်ကပစ်စရောဆိုတဲ့နေရာမှာမက်ကဟာမက်ဘုံနိဗ္ဗာန်လမ်းနဲ့သာသက်ဆိုင်တာမဟုတ်ဘူးပြင်းရဲသွားတဲ့လမ်းကြောင်းကိုလည်းမက်ခလို့ခေါ်တယ်။ငရဲဒရိစံပိတ်တာအတူရကေအပယ်လေးပုံသွားတဲ့လမ်းကြောင်း အကုသိုလ်ဖြစ်စရာလမ်းကြောင်းကိုလည်းပဲမှတ်ကားလို့ခေါ်ပါတယ်။ဒီတော့မက်ဖို့ဆိုတာမှာပါတဲ့မက်ကထက်မက်ကဖြစ်စရာကမက်ကကပို့ပြီးအတိတ်ပဲခြေပြန့်နေလို့ဒီလိုမှတ်ရမှာဖြစ်တယ်။မက်ကဆိုတာလမ်းကြောင်းပဲ။အမတမ်းသာခြင်းစဉ်ခြင်းလို့ဇံရလာတယ်ဆိုရင်အဲ့ဒီဇံတရားဒီမြမပြီးသွားဖို့လမ်းကြောင်းဒါကိုလည်းမက်ကလိုပဲသုံးတယ်ဒါနာသီလဘာဝနာ ဒီကုသိုလ်ကောင်းမှုတွေဒါရီဟာနတ်ပြည်ယောက်ျားဒါမှမဟုတ်ရင်သူဂတိပုံယောက်ျားလမ်းကြောင်းတပွဲဖြစ်လို့ဒီကုသိုလ်တွေကိုမက်ကလို့ခေါ်တယ်ပြီးတော့မက်ကဆိုတာတစုံတကူသောအရက်ကိုဥတီပြီးသွားနေတဲ့လမ်းကြောင်းအဲ့ဒီနေရာမှာမက်ကပြစ်ပြစ်ရောဆိုတာဟာလမ်းကြောင်းပမာကျေးဇူးပြုရတဲ့တဘာဝတရားလို့ဒီလိုအဓိပ္ပာယ်ရတယ် နိုင်ငံရှိပါဆိုတာဓမ္မစက်ချာမှာမြတ်စွာဘုရားကဒုက္ခနိရောဓဂามိနိပရိပရာဒုက္ခနိရောဓဆိုတာဒုက္ခအလုံးကုန်ဆုံးသွားရာဖြစ်တဲ့နိဗ္ဗာန်ကိုဂามိနိရောက်စေနိုင်တဲ့ပရိပရာအကျင့်တရားအဲ့ဒါလည်းပဲဘက်ကပဲဖြစ်တယ်နိဗ္ဗာန်ကိုပို့ဆောင်ပေးတော့လမ်းကြောင်းဒုက္ခနိရောဓဂามိနိပရိပရာလို့ဆိုတဲ့မြတ်ကကြတော့အရိယာမြတ်ကလို့ဒီလိုတောင်းနေ အရိယအထင်ကြီးကမက်ကောလို့ဆိုလိုတာတမ္မံမက်ကောလို့မသုံးဘူးဒါကိုသတိထားရမယ်တမ္မံမက်ကောလို့သုံးလိုက်လို့ရှိရင်မက်ကဆိုတာလမ်းကြောင်းအလုံးနဲ့ဆိုင်တယ်လမ်းကြောင်းအလုံးကိုညီညွတ်တာဖြစ်တယ်အရိယဆိုတဲ့ဇာကလုံးပါမယ်အထင်ကြီးကဆိုတဲ့ဇာကလုံးပါမှမက်ကင်၈ပါးကိုညီညွတ်တာဖြစ်တယ်အစို့နေရာတွေမှာဇာကလုံးရဲ့ဆက်ဆက်မှုကိုကြည့်ပြီးသုံးခုနေရာဒေသရဲ့ဆက်ဆက်မှုကိုကြည့်ပြီးတော့ စကလုံးရဲ့အတိတ်ဘက်ကိုဖောက်ယူရတာရှိတယ်။ဒါကပဲဘာသာစကားပဲဖြစ်ဖြစ် what content စကားစကားစကလုံးရဲ့ဆက်ဆက်မှုကိုကြည့်ပြီးမှအတိတ်ဘက်ကိုဆုံးဖြတ်ချက်ချရတယ်။အထာတာကရဏလင်္ကာပေါ်စိတ်ဒရာကာလဒေတာတော်စကလုံးနဲ့ပတ်သက်ပြီးအတိတ်ဘက်ဖွင့်ဆိုတဲ့အခါမှာဒါတွေကအရေးကြီးတယ်။အရာဌာနအတိတ်ယုတ်တိ လိုအပ်တဲ့အ ਨੇ နောက်ကာလဒေတာတော်ကာလတခါတည်းရန်ပေါ့နော်အရက်ဒေတာကိုကြည့်တခါတည်းရန်ကြောင့်လည်းအချိန်တခါကိုကြည့်ပြီးဆုံးဖြတ်ရတာရှိတယ်ဒါကစကလုံးတိတ်ပဲကိုရွေးချယ်တဲ့နည်းတွေကိုပြောတာဖြစ်တယ်ဝိဒေသနာပုတ်တွေကိုကြည့်ပြီးတော့လည်းစကလုံးတစ်လုံးရဲ့အတိတ်ပဲကိုကန့်တက်ပေးထားတယ်ဒါကအတော်ထူးခြားတယ်ဘာသာစကားနဲ့ပတ်သက်ရင်အာယုံဆိုင်ပြီးတော့လည်လာတဲ့နည်း ဘာသာစကားဟာဆိုင်ရဆိုင်ရသတ်မှတ်ချက်လေးတွေနဲ့အနက်အဓိပ္ပာယ်ကိုထိမ့်သွားတယ်။ဥပမာတစ်ခုပြောမယ်ဆိုရင်ပါဠိစကားမှာရောဟိတဆိုတဲ့စကားလုံးရှိတယ်။အဲတော့ရောဟိတဆိုတဲ့စကားလုံးကဆိုင်ဆိုတဲ့တတ္တဝါကိုလည်းခေါ်တယ်။အချင်းဆိုတဲ့ငါးမျိုးကိုလည်းပဲခေါ်တယ်။ရောဟိတလို့ခေါ်ရင် ပြောရင်ဒီစကားလုံးရဲ့အဓိပ္ပာယ်ဟာကွဲပြားမှုမရှိနေဘူး။အဲတော့သူပြောတဲ့ စကလုံးဟာသူပြောတဲ့ရောဟိတဟာငခြင်းကိုပြောတာလားဆိုင်ကိုပြောတာလားမရှင်းလင်းဘူးအဲ့တော့ what contest လို့ပါတဲ့စကစက်မပါရင်သုံးဟုတ်ဒေတာကလည်းမဆုံးဖြတ်နိုင်မရဘူးပေါ့အဲ့တော့စကလုံးတစ်လုံးကိုပြည့်ပြည့်စုံစုံပြောရမယ်ဆိုရင်ရောဟိတဝိညာဉ်တိပြည့်ပြည့်စုံစုံရောဟိတဆိုတာကတော့တွားထဲမှာတွားနေကြတာလို့ဆိုရင်တော့တော့ဆိုတဲ့ဒေတာကိုကြည့်လိုက်တော့ဒါ ်ရင်ချင်းမဖြစ်နိုင်ဘူးဆိုင်နေဖြစ်မယ်လို့ဆုံးဖြတ်လို့ရတယ်။ဒါပေမဲ့ဆုံးဖြတ်ပေးလိုက်တာလဲဝန်နေဆိုတဲ့ဇက်ကလုံးကဆုံးဖြတ်ပေးလိုက်တာဖြစ်တယ်။ရောဟိတကဒီနေရာမှာငချင်းဖို့ခုဆိုင်ပေါ့နော်။အဲ့တော့တခါဥရကေယန္တိရောဟိတာဒီလိုသုံးလိုက်ပြန်တော့ဥရကေဆိုတဲ့စကားလုံးကိုကြည့်ပြီးရောဟိတာဟာဆိုင်းတော့မဟုတ်တော့ဘူးငခြင်းမဖြစ်ရမယ်ဒီလိုအထိပ္ပယ်ရတယ်ဒါဟာဒေတာနဲ့ ထင်းပြီးပြောတာဖြစ်တယ်။မှတ်သားစရာညောင်များစွာရှိရပေါ့နော်။ရောဒီနီယာမှာမက်ကလို့တာမညပြောရင်လမ်းကြောင်းလို့ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။ဘယ်လမ်းမဲ့ဖြစ်ဖြစ်အရတေတာတစ်ခုကိုဥတီထားတဲ့လမ်းကြောင်းမှန်တယ်များသည့်မက်ကသို့တော်ရှိကဝိတေသနာပုံနဲ့ထင်းလိုက်တယ်။အရိယမက်ကမြင့်မြတ်တဲ့လမ်းလို့ဆိုတော့တမန်လမ်းကြောင်းနဲ့မဆိုင်တော့ဘူးအရိယဆိုတဲ့စကားလုံးကိုသုံးလိုက်တာနဲ့ ခန့်သက်ပြီးတာဖြစ်သွားတယ်။ဒါကြောင့်အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ novel path မြင့်မြတ်တဲ့လမ်းကြောင်းလို့ဘာသာပြန်တယ်။ဒီမဲကပြင်စီရောကျတော့ novel path တစ်ခုတည်းကိုရည်ညွှန်းတော့ဖောက်ဘူးအားလုံးကိုရည်ညွှန်းတယ်။လမ်းကြောင်းတစ်ခုကောင်းတဲ့လမ်းကြောင်းပဲဖြစ်ဖြစ်မကောင်းတဲ့လမ်းကြောင်းပဲဖြစ်ဖြစ်လမ်းဟာလမ်းပဲဖြစ်တယ်။မက်ကပဲ။ဒါမဲ့ novel path ကိုရည်ညွှန်းတဲ့လမ်းကြောင်းကျတော့မက်ကဆိုတဲ့စကားလုံးဟာ ဒိဗယ်အလွန်လေးနေတဲ့မက်ဘူနိဗယ်မှာပါတဲ့မက်ကအင်္ဂလိပ်လိုဘာသာပြန်တော့မက်ကဟာပတ်ပဲသို့တော့လေးနေပြီးဒီထက်တရားတော်ကိုနားလည်ဖို့ရာအတွက်စကားလုံးနဲ့ပတ်သက်တဲ့အိဗယ်တခုပြောမယ်ဆိုရင်မက်ကဆိုတဲ့စကားလုံးမှာအခြေခံစကားလုံးနှစ်ခုရှိတယ်နှစ်ခုကိုပေါင်းစပ်ပြောင်းလဲတာနှစ်ခုကဘာလဲဆိုရင်မရနဲ့ကမှုဒီစကားလုံးနှစ်ခုက နေပြီးတော့မရကို ရကရကိုကကံဘူးကမကို ဖြုတ်ထားလိုက်တော့ဖယ်ထားလိုက်တော့မရဆိုတာဖြက်စည်းတယ်တက်ဖြက်တယ်လို့ဒိဗေရတယ်ကံဘူးဆိုတာကသွားတယ်ဒီတော့မက်ကကိုနှစ်ပုတ်ခွဲတော့မက ဖြက်စည်းခြင်းဖယ်ရှားခြင်းကကသွားရောက်ခြင်းဆိုတဲ့ဒိဗေဒီစကားလုံးနှစ်ရက်ကိုပေါင်းလိုက်တော့မှမက်ကဖြစ်လာတယ်ပေါ့ဒါပြင်ဘာကိုဖြက်စည်းပြီးဘယ်ကိုသွားတာလဲဆိုတော့ တမတိတိတမသင်္ကပ္ပတမဝါစာတမကံပန္နတမအာစီဝတမဝယမတမတတိတမသမารိလို့ဆိုရသည်ရှိခုကို ပေါင်းထားတဲ့အရိယာမဂ္ဂသည်ကိလေသာတွေကို ဖြန့်စီပြီးနိဗ္ဗာန်ကိုသွားတယ်။တစ်ဖက်ကကိလေသာတွေကိုဖယ်ရှားပြစ်ပြီးတော့တစ်ဖက်ကနိဗ္ဗာန်ကို ရောက်စေတယ်။အဲ့ဒီအတိတ်ပဲနှစ်ရက်ပေါင်းဆက်ပြီးတော့မဂ္ဂဆိုတဲ့ဇာတ်လမ်းကိုတည်ထွင်ထားတာဖြစ်တယ်။နောက်တခြားအတိတ်ပဲတွေလည်းရှိသေးတယ်ပေါ့။ မဂ္ဂဆိုတာရှာဖွေခြင်းနိဗ္ဗာန်ကိုရှာပြီးတဲ့တရားလို့လည်းအဓိပ္ပာယ်ယူလို့ရတယ်။နိဗ္ဗာန်ကဒီတိုင်းတော့ရှာတွေ့မှာမဟုတ်ဘူး။ဝိပဿနာကျင့်စဉ်တွေကိုကျင့်နော်မှာဒီမဂ္ဂဆိုတဲ့သဘာဝတရားတွေစအားပြည်လာပြီးဆိုမှနိဗ္ဗာန်ကိုတွေ့သွားမှာဖြစ်တဲ့ဒါကြောင့်မလို့မဂ္ဂဆိုတဲ့တရားရှိပါဟာနိဗ္ဗာန်ကိုရှာပြီးနိုင်တဲ့တရားလို့ပြောတာဖြစ်တယ်။ဒီမဂ္ဂနဲ့မှာနိဗ္ဗာန်ကိုတွေ့နိုင်တယ်။ ဘက်ကရီမျက်လုံးနဲ့မတွေ့နိုင်ဘူးဘက်ကရီခြေထောက်နဲ့လည်းသွားလို့မရနိုင်ဘူးလောကမှာရှိတဲ့ယင်နေနဲ့သွားလို့လည်းမရဘူးဒီမဲ့ကင်၈ပါးနဲ့သွားမှာပဲရောက်တယ်ရောလောကမှာရှိနေတဲ့ယင်နေနဲ့သွားရင်မရဘူးတဲ့အရက်ကိုဘယ်တော့မှရောက်မှာမဟုတ်ဘူးတဲ့ဘယ်တော့မှမရဘူးတဲ့အရက်ဆိုတာနိဗ္ဗာန်ပဲအဲ့တော့ဉာဏ်ရဲ့ရက်တွေကတော့မရဘူးလို့ပြောလို့မရဘူးအဝိဇ္ဇငရဲ့ကို ရဘူးတဲ့လူတိုင်းပဲပေါ့နော်အဲ့တော့မြတ်စွာဘုရားကအဖေလေးပုံဆိုတော့လူတွေအဖို့လက်ကိုဖုံးနေတာပဲတဲ့ခဏခဏရောက်နေတာအဲ့ရောက်ဖို့ယုံနေမကဘူးတဲ့အဲကုသိုလ်ကိစ္စတွေကိုမေ့နေတဲ့ပုဂ္ဂိုလ်ဖို့ဆိုအဖေလေးပုံကသူ့ရဲ့အင်ကြီးဟာနဲ့တူတူပဲတဲ့အခုအင်ဆိုတာကလေကိုအမြင်နေတဲ့နေရာပဲပေါ့နော်ကိုဒီဒီသွားလိုက်ပြီးရင်ခဏနေအိမ်ပြန်နေမလားအဲ့တော့ဘောကတန်တရာမှာခီးတွေထွက်ချင်တိုင်းထွက်နောက်ဆုံးတော့ အိမ်ပြန်နေဆိုရဲဒီအပယ်လေးပုံကိုပြန်ချရဲဆိုတာတရားဓမ္မကိုမိနေတဲ့ပုံကိုပဲနော်ဒါပေမဲ့မိပဲနဲ့တရားဓမ္မကိုကျူးစွာအားထုတ်နေတဲ့ပုံကိုဖို့တော့ဒီလိုမဆိုလိုပါဘူးတဲ့မရဘူးတဲ့နေရာဆိုတာနိဗ္ဗာန်ပဲရှိတယ်အဲ့တော့ဂျန်တဲ့နေရာတွေကတော့တန်တရာမှာရဘူးတဲ့နေရာတွေကြီးပဲအထီချာပြောရင်30ဘုံပါလေတောက်တာဝါတာ၅ဘုံကလွှဲရင်ဂျန်တဲ့ဘုံကရဘူးကြတယ်လို့ဒီချာမှတ်လို့ရတယ် တောက်တာဝါဒငါးပုံကတော့ဒီဒီပုံရရင်ပြန်မလာတော့ဘူးဘာလို့လဲဆိုတော့သူကအနာဂံမရောက်တာအနာဂံဆိုတာကလည်းနာအာဂမိပြန်မလာဘူးတဲ့ဘရမပြန်မလာဘူးတဲ့အဲ့တော့အဲ့ဒီငါးပုံကလွှဲရင်30ပုံမှမရောက်ဘူးတဲ့ပုံမရှိဘူးပေါ့နော်အဲ့တော့ဒီပုံတွေကတော့တဏ္ဍန်နေနဲ့ရောက်တာတော်တော်နိဗ္ဗာန်ကတော့ဘရမမရောက်ဘူးတဲ့နေရာမျိုးလို့ပြောတာဖြစ်တယ် ီမက်ကပြည်စောကြတော့ဘုဒ္ဓကပြောတဲ့မက်ခင်ရှိပါသည်လည်းပဲအကျုံးမင်းနဲ့အခုတို့နဲ့ရှင်တွဲလာတဲ့မက်ဟာတွေလည်းပါတယ်ဒီလိုမှတ်ရမယ်။ဘာလို့လဲဆိုတော့အခုတို့နဲ့ရှင်တွဲလာတဲ့မက်ကကဒုက္ခတိပုံကိုသင်ဆောင်သွားရလမ်းချောင်းပေါ့။အဲတော့ဒုက္ခတိပုံကိုပဲသွားသွားသူပတိပုံကိုပဲသွားသွားဘယ်နေရာကိုပဲသွားသွားလမ်းချောင်းဟူသည်မြသည်မက်ကပြစောထဲမှာပါတယ်လို့ဒီလိုမှတ်သားရမယ်။အဲတော့တမန်မက်ခင်လို့ပြောမယ်ဆိုရင် တတ်မဲ့အင်္ဂါရိုက်က12မျိုးရှိတယ်။အရိယာလျက်မက်ခင် တော့မဟုတ်အရိယာမက်ခင်ကတော့10မျိုးရှိတယ်ဒါကြောင့်မလို့ပိစာဒိဋ္ဌိဆိုတဲ့မာယွနဲ့အတွေ့အကြုံမြင်ဒိဋ္ဌအစေတသိက်အကုသိုလ်မှာရှိတဲ့မိစာဒိဋ္ဌိမိစာသင်္ကပ္ပဆိုတာအကုသိုလ်မှာရှင် တွဲလာပြီးလောဘနဲ့ တွဲနေတဲ့အတွေးတွေဒေါသနဲ့တွဲနေတဲ့အတွေးတွေမဲမောဟနဲ့တွဲနေတဲ့အတွေးတွေပေါ့နော်ဒီဒါတွေကိုမိစ္ဆာသင်္ခတ်ပါအဲတော့မိစ္ဆာဝါယမဆိုရဲမှားရွင်းတဲ့ဂျိုးပန်းအားထုတ်မှု အကုသိုလ်စိတ်မှာရှင်တဲ့ဂျိုးပန်းအားထုတ်မှုဝိရိယတွေဒေါသနဲ့ဒေါသနဲ့ရှင်မဲမောဟနဲ့ရှင်မဲဒါမျိုးအားထုတ်မှုမှန်သမျှဒီမိစ္ဆာဝါယမမိစ္ဆာတမားရှိသေးတယ်အကုသိုလ်စိတ်နဲ့လောဘနဲ့တွဲလာ ေါသနဲ့တွဲလာတဲ့အေးခဲခဲတာမောဟနဲ့တွဲလာတဲ့အေးခဲခဲတာအကုသိုလ်စိတ်၁၂ခုနဲ့တွဲတာပေါ့နော်အဲ့တော့ဒီနေရာမှာอืมအေးခဲခဲတာဆိုရဲစေတသိက်ကအေးကဆိုတာကတိအက်ကဆိုတာကဖွင့်တစ်ခုတည်းသောဥတီချက်အာယုံပေါ့နော်အာယုံတစ်ခုတည်းရှိတယ်တမာတိကိုပြောတာဖြစ်တယ်အေးခဲခဲတာဒီနေရာမှာတမာတိပဲအဲ့တော့အကုသိုလ်မှာလည်းအကုသိုလ်တမာတိရှိတယ်အခုတို့လုံငယ်လောက်နေတဲ့သူကလည်းတမာတိနဲ့လောက်ကြ။အာယုံဆိုင်မှုတွေရှိရပေါ့နော်။ဒါသည် မိစ္ဆာတမာတိဒီနေရာမှာတမာမက်ခင်မိစ္ဆာမက်ခင်လို့ခွဲတယ်ပေါ့နော်ဆိုတော့မက်ခင်ကြတော့တမာမက်ခင်ကမက်ခင်ရှင်းပါဒါအကုန်သိတယ်ဗျမိစ္ဆာမက်ခင်ကြတော့အမိစ္ဆာဒိဋ္ဌိမိစ္ဆာသင်္ကပ္ပမိစ္ဆာဝါစာမိစ္ဆာကံပန္နာမိစ္ဆာအာစီဝမိစ္ဆာဝါယမမိစ္ဆာတတိမိစ္ဆာတမာတိဒီလိုပြောတာဖြစ်တယ်ဒါမှလည်း အပိဓမ္မာကျတော့မိစ္ဆာနဲ့ပတ်သက်တာလေးခုပဲပြောတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့မိစ္ဆာဒိဋ္ဌိဆိုတာကဒိဋ္ဌိစေတသိက်ကိုရည်ညွှန်းတာဖြစ်တယ်။ဒိဋ္ဌိစေတသိက်ကတည်တန့်ရှိတယ်ပေါ့နော်။အဲ့တော့မိစ္ဆာသင်္ကပ္ပဆိုတာကလည်းအကုသိုလ်စိတ်နဲ့ရှင်နဲ့ဝိတက်။နောက်မိစ္ဆာဝါစာမိစ္ဆာကမ္မနာမိစ္ဆာအာဇီဝကြောင့်ဒုစရိုက်နဲ့ပတ်သက်တဲ့စေတနာတွေတည်တန့်မဟုတ်ဘူးဆိုတော့မိစ္ဆာဝါစာဆိုတာလိန်ပြောတာ။ရန်တိုက်တာ၊ကြမ်းကြမ်းတမ်းတမ်းပြောတာ၊ဆဲရေးတိုင်းထွားတာ အကျိုးမရှိတာတွေပြောတယ်ဆိုတဲ့စင်နာကိုမိစာဝါစာဒါတီးတန့်စီတိတ်တိတ်တခု မဟုတ်ဘူးပေါ့မိစာကံပန်းလာဆိုဒူးရိုက်တယ်သူများအတက်ကိုတတ်တယ်သူများဥစားခုသူများသားမယားပြစ်မဒါမျိုးတွေပေါ့နော်အဲ့တော့ဒါတွေကလည်းပဲဒူးရိုက်ကောနှမျိုးနဲ့အတက်မွေးဝမ်းကြောင်မပြုတ်တယ်ဆိုတော့တီးတန့်တဘာဝတရားမဟုတ်ပြန်ဆိုတော့ဒီတမှာ မှာ72ပါလို့ရေးထွက်တဲ့အထက်မှာမိစ္ဆာဝါစာမထည့်ဘူးမိစ္ဆာကံပတာမထည့်ဘူးမိစ္ဆာအာစီဝါမထည့်ဘူးနောက်တစ်ခုပါမထည့်ဘူးလဲဆိုမိစ္ဆာတတိမိစ္ဆာတတိဆိုတာကတတိစေတတိကိုမပြောဘူးပြောတာမဟုတ်ဘူးပေါ့နော်ဘုရားတရားတော်မှာကတတိဆိုတာကိုအကောင်းမဲကောင်းတဲ့နေရာတစ်မျိုးပဲတုံးတာမကောင်းတဲ့အကုသိုလ်တွေနဲ့ပတ်သက်လာရင်တတိဆိုတဲ့စကားလုံးကမိစ္ဆာတတိလို့သုံးမိမယ်လို့မိစ္ဆာတတိတည်တဲ့တတိစေတသိမ့်နဲ့ကြမဆိုင်ဘူးနာမည်တော့တူတယ်ပေါ့နော် တမတတိကတတိစေတသိလို့ကောက်တယ်မိစ္ဆာတတိချအမှတ်ရနေတော့အကုသိုလ်စိတ်တွေရဖြစ်ပေါ်မှုအကုသိုလ်စိတ်ကိုဒါလင်တမန်ကောက်တဲ့တတိစေတသိမဟုတ်ဘူးဒါကြောင့်ဒီကြမရနိုင်ဘူးပေါ့နော်အဲ့တော့ပြန်မှတ်ဖို့လိုတယ်ပြန်မှတ်ဖို့လိုတာကဘာတွေလဲဆိုတော့မဂ်ကင်း72ပါးမဂ်ကင်း72ပါးကတမန်မဂ်ကင်းက72ပါးပေါ့တမန်မဂ်ကင်း72ပါးဒီ မိဓမ္မထတန်ခါချမ်းမှာကြတော့ဒွါဒတ်သမကင်ကနေလို့ပြောတယ်ပေါ့နော်အဲ့ဒီမကင်ဆန္ဒပါပြန်မှတ်ဘယ်လိုပြန်မှတ်မလဲဆိုတော့အဲတမာရိတိတမာသင်္ကပ္ပတမာဝါစာတမာကမ္မနောတမာအာဇီဝတမာဝယမတမာတရိတမာတမာရိတရားကိုအနေနဲ့ပြောရင်တမာရိတိကပညာတမာသင်္ကပ္ပကဝိတ္တတမာဝါစာကဝိရိယဝိရိယစေတသိက်တမာကမ္မနာကဝိရိယစေတသိက်ပဲ တမအာဇီဝနဲ့ဝိရိယပဲအဲ့တော့တမဝါရဲ့မှတ်ကလည်းဝိရိယတမတတိယတတိတမတမရိယဧကက်ကြတာဒါမက်ကင်၈ပါအဲ့ဒါမှာမိစ္ဆာမက်ကင်၄ခုထပ်ထည့်လိုက်မယ်မိစ္ဆာဒိဋ္ဌိမိစ္ဆာသင်္ကပ္ပမိစ္ဆာဝါယမမိစ္ဆာတမရိအဲ့တော့မိစ္ဆာဒိဋ္ဌိဆိုတာကဒိဋ္ဌိစေတသိက်မိစ္ဆာသင်္ကပ္ပကအကုသိုလ်တန်ရှင်နဲ့ဝိတက်ဒီတော့ကုသိုလ်အကုသိုလ်တစ်မျိုးဖြစ်တာလေတတိထားရမယ် တော့မိစ္ဆာဝါယမဆိုတာဟာအကုသိုလ်မှာရှိတဲ့ဝိရိယစေတသိက်မိစ္ဆာသမားတွေကအကုသိုလ်မှာရှိတဲ့ဧကဂရာစေတသိက်ဒီတော့ဓမ္မသင်္ကပ်သင်္ကပ်ပါဆိုတာကောင်းမကောင်းနှစ်ခုဝိတက်ကလည်းအကုသိုလ်ဝိတက်အကုသိုလ်ဝိရဲ့ဝါရမဆိုလည်းဝိရိယကလည်းကုသိုလ်ဝိရိယအကုသိုလ်ဝိရိယတမာတိလည်းထုတ်တူပဲကုသိုလ်တမာတိအကုသိုလ်တမာတိဒီလိုနှစ်ခုနှစ်ခုခွဲပြီးပြန်ပေါင်းလိုက်တဲ့အခါ ကြတော့သင်္ကပ္ပဆိုတဲ့ဝိတ္တစေတသိက်ကနှစ်ခုပါမယ်။ကုသိုလ်ဘက်မှတစ်ခုအကုသိုလ်ဘက်မှတစ်ခုပေါ့နော်။နောက်တစ်ခုပါယမဝိရိယလည်းနှစ်ခုထပ်နေတယ်ပေါ့နော်။အဲတော့ဧကကရာလည်းထပ်တူကြတယ်။မိစ္ဆာတ္တိနဲ့တမာတ္တိကြတော့မတူဘူးပေါ့။အတန်ချင်းတော့တူတယ်။တူရင်မဲလို့မိစ္ဆာတ္တိဆိုတာကဒိဋ္ဌိစေတသိက်။တမာတ္တိကြတော့ဉာဏ်ကိုပြောတော့ပြင်းဉ္ဇရိစေတသိက်ပေါ့နော်။ဒီလိုအလုံးပေါင်းလိုက်တော့အနှစ်ချုပ်လိုက်တော့တဘာဝ တရားပရမတ်ထထိဆိုင်ပြီးပရမတ်ထနာမနဲ့တိတိကျကျပြောမယ်တရားကိုခွဲမယ်ဆိုရင်တော့မကင်ကိုကုရှိတယ်တရားကိုဒူလာချုံလိုက်ကိုကုစေတသိက်အနေနဲ့ပြောရင်ကိုကုပေါ့ရတမာရေဒီကိုကြည်ပြီးပညာတမသင်္ကပ္ပမိစ္ဆာသင်္ကပ္ပနှစ်ခုတွဲဝိတ္တတမဝါစာဝိတ္တိတမကမ္မန္တဝိတ္တိတမအာဇီဝဝိတ္တိသုံးခုအဲ့တော့တမဝါယမနဲ့မိစ္ဆာဝါယမနှစ်ခုပေါင်းတော့ဝိရိယ သမာတိကတတိသမာသမာတိမိစ္ဆာသမာတိဆိုတဲ့နှစ်ခုပေါင်းတော့ဤခဲ့ကြတာနောက်တစ်ခုကြာမိစ္ဆာဒိဋ္ဌိကြာဒိဋ္ဌိကိုခုဖြစ်တယ်ပြီးတော့တရားကိုကောက်တဲ့အခါမှာတော့ပညာဝိတ္တဝိရိယအသုံးခုဝိရိယတတိသမာတိဒိဋ္ဌိကိုခုအဲ့ဒါကိုမဂ္ဂင်တရားကို၉ပါးလို့ဖန်အရာကောက်ကြမှာသုံးတယ်မဂ္ဂင်က၁၂ပါးဖြစ်နေတဲ့အတန်နဲ့တရားကိုကြာတော့၉ပါးဘာလို့ဖြစ်တာလဲဆိုတော့ တမောင်သင်္ကန်းမနဲ့မိစ္ဆာသင်္ကန်းပါကဝိတက်ကြီးပဲပြောတာတူနေတယ်။တမောင်ဝရမကလည်းမိစ္ဆာဝရမကလည်းဝိရိယကိုပြောတာတူတယ်။တမောင်တမာတိနဲ့တမောင်မိစ္ဆာတမာတိကလည်းအေကက်ကထာတခုတည်းပဲကုသိုလ်အကုသိုလ်ပဲခွဲတာဆိုနှစ်ခုနှစ်ခုဖြစ်နေတာဒါလည်းတူတယ်။တူတာတွေပေါင်းလိုက်နောက်တူတာသုံးခုချုံလိုက်တဲ့အခါကတရားကိုကိုမျိုးပဲရသွားတယ်။ထူးခြားတာကမိစ္ဆာဒိဋ္ဌိတခုတည်းပဲထူးခြားတဲ့တရားတခုဖြစ်နေရတယ်ပေါ့။ ဲ့တော့ဒီကုမျိုးကိုပဲမက်ကပင်စီရောဟောတယ်လို့ဒီလိုမှတ်သားရမှာဖြစ်တယ်ဒါကြောင့်မလို့မက်ကပင်စီရောလို့ဆိုလိုက်တာနဲ့မက်ပိုရဲကမက်ကလို့ဒီလိုမထင်မင်းနဲ့ဒီရက်ပိုချေပြန့်နဲ့ပိုချေပြန့်နဲ့ပေါ့နော်ဟိုမက်ကကတော့နိဗ္ဗာန်ကိုသွားတယ်လမ်းကြောင်းမြတ်သားဖြစ်တယ်ဒီမက်ကကြောင့်အကုန်လုံးပဲဒုက္ခိဘုံကိုသွားတာရောဒုက္ခိဘုံကိုဒုက္ခိဘုံကိုသွားတာရော ကုသိုလ်ဘက်ကဝဲအကုသိုလ်ဘက်ကဝဲသွားတာဟောတာဒီကိုမက်ကလို့ခေါ်ရပေါ့နော်။ဒါကြောင့်မလို့ဘက်ကပစ္စည်းရောဆိုတဲ့စကားလုံးကိုအတိတ်ပဲပြန်တဲ့အခါမှာမက်ကပစ္စည်းရောကောင်းစုတရားမက်ခင်များကဆိုတော့ကောင်းစုတရားမက်ခင်များဒီ12ခုတရားကိုအပြင်ကိုခုရေအတွက်ကိုခုကောင်းတာဆိုတာပါတယ်။ကောင်းစိုးတရားမဲ့ခင်များကဖြစ်ပွားတူပြန်ရုံနဲ့နဲ့ကိုအေကန်ရှုမျော လမ်းကြောင်းမှုဖြင့်ကျေးဇူးပြုညမက်ကပစ္စည်းတရားသည့်၎င်းဒီလိုဆိုထားတယ်ပေါ့နော်။ကောင်းဆိုတရားမက်ခင်များကမက်ကလို့အမည်ရတဲ့မက်ကရဲ့အင်္ဂါဖြစ်တဲ့ဒီတရားကုတ်ကူဟာသူတို့နဲ့ရှင်တွဲလာတဲ့တရားကိုလည်းပဲသူတို့သဘောတွေသူတို့ဆောင်စီတယ်ပေါ့နော်။အဒီကလမ်းကြောင်းဖြစ်နေတာဘလူးရဲဆိုရင်တော့ဒီကိုကူပဲပေါ့ ပြန်သွားတဲ့နန်းချောင်းလေးလဲဆိုတချို့ကလည်းနိဗ္ဗာန်တချို့ကလည်းသူဂတိဘုံတချို့ကလည်းဒုက္ခတိဘုံချို့ကလည်းအကုသိုလ်ဥတီရဲပေါ့တချို့ကလည်းကုသိုလ်ကိုဥတီရဲအဲ့တော့ကောင်းတဲ့လမ်းချောင်းကောင်းတဲ့ဘက်ဥတီတာပဲဖြစ်ဖြစ်ဆိုးတဲ့ဘက်ဥတီတာပဲဖြစ်ဖြစ်လမ်းချောင်းဆိုတာလမ်းချောင်းပဲဒီတော့သဘာဝတရားတွေကလမ်းချောင်းအင်းနဲ့ဖြစ်ပြီးတော့သူတို့နဲ့ရှင်တွဲလာတဲ့တရားတွေကိုလည်းပဲသူတို့နေอยู่လမ်းချောင်းတပွဲဖြစ်ဖို့ရာကျေးဇူးပြုတယ်ဆိုပါဆိုလမ်းပြတ်ကူနေတဲ့အဖိုးကြီးမဲကြီးတွေကိုတန်တန်မာမာရှိတဲ့လူငယ်လူရွယ်တွေ တွဲပြီးတော့ဟိုဘက်ပို့တယ်ပေါ့ဟိုဘက်ပို့တော့ရောက်သွားရောတူတူရောက်တာပဲပို့တယ်လုံငယ်ရောလူကြီးလူလူကြီးတွေရောပေါ့အဲ့တော့နိုင်ငံစံတပါဆိုတဲ့တဘာဝတရားတွေကသူတို့နဲ့ရှင်တွဲလာတဲ့တရားတွေကိုဒီလိုပဲတွဲခေါ်သွားတယ်တန်းချောင်းဖြစ်အောင်တွဲခေါ်သွားတယ်အလုံးဟာဖြတ်ကူးသွားတယ်ပေါ့အဲ့တော့သူတို့ကဥဒိတာတစ်ခုသူတို့နဲ့တွဲထားတဲ့တရားတွေကဥဒိတာတစ်ခုဆိုလွယ်လွယ်ချော်ချော်ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီ တခုတည်းပဲသွားတယ်ဥတီချက်ကအတူတူပဲဖြစ်တယ်ပေါ့ဘင်းကိုအားဖြင့်တော့မတူဘူးဒါပေမဲ့ဥမာအားဖြင့်ပြောမယ်ဆိုမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒိဋ္ဌိကမှားယွင်းတဲ့လမ်းကြောင်းပေါ်ကိုဘယ်ရာတွေတိမိခေါ်သွားလဲဆိုသူနဲ့ရှင်တွဲပြီးဖြစ်တဲ့စိတ်အားလုံးဒီလမ်းကြောင်းပေါ်တင်ပြီးပြီးသွားတယ်အဲဒီလမ်းကြောင်းမှာတိကဘယ်သူလဲဆိုမိစ္ဆာဒိဋ္ဌိမှားယွင်းတဲ့လမ်းကြောင်းပေါ်တင်သွားသည့်အတွက်ကြောင့်မှားယွင်းတဲ့အမြင်နဲ့မြင်တယ်ဘာတွေ့တွေ့ဒါတွေပဲတွေ့တယ်မှားယွင်းတဲ့အမြင်စိတ်တွေကအားလုံးတိကိုရောက်သွားတယ် စိတ်တင်မကဘူးပြောဆိုဘူးပေါ့ဆွဲမသွားဘူးလားဆိုဆွဲသွားတယ်ခေါ်သွားတယ်ဒါကြောင့်မလို့အဲကုညီသွားတယ်ပေါ့လေကုညီသွားတဲ့အတွက်ကြောင့်ပြောတာလေးကလည်းသူလမ်းကြောင်းမှာမပဲအဲ့တော့မိစာအယူဝါဒရှိတဲ့ပုဂ္ဂိုလ်ပြောတဲ့စကားမတဲ့စကားပေါ့သူအမြင်တွေကိုအမှန်လောက်ပြီးတော့အဲသူကပြောတယ်ပေါ့အဲ့တော့တက်တုံးစကားပါလဲဆိုတော့ဒါအမှန်ကြံနေရအလကားတာမျိုးပြောတတ်တယ်တဲ့အဲ့တော့ဒါမျိုးပြောဆိုတွေကလည်းပဲ အစောကင်ထားတဲ့အယူအဆတစ်ခုတည်းကိုပဲအမှန်လို့သတ်မှတ်ပြီးကျန်တာတွေအမှားလို့ပြောလို့ရှိတယ်။အပြောကိုလည်းပဲမှားရင်းနဲ့လမ်းကြောင်းပေါ်ရောက်စီတယ်ပေါ့။ဒါနဲ့မကပဲသူ့လောက်ရက်တွေကလည်းအကုန်မှားတဲ့လမ်းကြောင်းပေါ်ရောက်တယ်ပေါ့နော်။ဒါဂျေဇူးပြုတယ်ဆိုတာဒါပဲ။သူကဥဆောင်သွားတော့ကျန်တာတွေပါ။ဘာကုန်လဲ။သူကဂျေဇူးပြုသွားလဲဆိုမိစ္ဆာတည်းထီကဂျေဇူးပြုတယ်။လူတွေကပြောကြတယ်မလား။တရားပွဲလာတာ။အဲသူကတော့ဂျေဇူးပြုလို့သူကနဲ့ထင်ခေါ်သွားလို့ပေါ့။ ဒီလိုအဲ့တော့မန်ခင်ရှင်ပါအချင်းတရားဒီနိဗ္ဗာန်ကိုပို့ဆောင်ပေးတယ်ဆိုတာအလွန်ထင်ရှားတယ်။အဲ့တော့နိဗ္ဗာန်ကိုဥတည်နေတဲ့လမ်းကြောင်းပဲပေါ့ဒီအချင်းတရားကဒီလမ်းကြောင်းကြီးကနိဗ္ဗာန်ကိုပောက်သွားအောင်ရောက်သွားအောင်လမ်းကြောင်းကြီးဖြစ်တော့ချမ်းတဲ့စိတ်တွေကလည်းဒီမန်ခင်ရှင်ပါကပဲတွဲခေါ်သွားတယ်ပေါ့တွဲခေါ်သွားတာခံရတယ်ပေါ့အဲ့တော့ဓမ္မရိတိအမှန်နဲ့အတိုင်းမြင်တယ်ဓမ္မသင်္ကပ္ပအမှန်မြင်မှုအတွက်အမှန်တွေးတယ် အော်အမှန်တွေးလို့အမှန်မြင်တာဖြစ်တယ်အမှန်တွေးတယ်ဆိုတာဟာအဲ contemplation လောက်တာပဲဝိပဿနာခြင်းစဉ်တခုကိုခြင်းနေပြီဆိုမမြဲတဲ့မမြဲတဲ့သဘောတွေသူတွေ့နေပြီမိမိတန်တန်မှာဖြစ်တဲ့သင်္ခါရတရားတွေသူ့စိတ်ရဲ့အာယုံထဲမှာမမြဲဘူးဆိုတာပေါ်လာတယ်ပေါ့သူကြည့်လိုက်တာနဲ့တွေ့ဒီလိုတွေ့ဖို့ရာဒီသဘာဝတရားတွေကိုစုဆိုင်စိတ်အာယုံနဲ့တွေ့နေအောင်လုပ်ပေးတာတမန်သင်္ခါရပါမြန်မာလိုပြောရင်တော့ခြံစည်နေတဲ့စိတ်ကူးနေတဲ့တွေးတောနေတဲ့ပေါ့ဒီလို တွေးနေတာတွေကိုအဲတွေးလို့လည်းဒါတွေးတာပေါ့လေဒီလိုတွေးတော့ဒါတွေးတယ်အဲတော့ဒီအနေအဆတွေကိုတွေးကြည့်လို့ဆိုပေါ်လာတယ်အသိဉာဏ်နဲ့တမာရိထီနဲ့မှန်မှန်ကန်ကန်မြင်တယ်ပေါ့အဲတော့ဒီလိုမြင်ဖို့ရဘူးသူအထားကိုပါလဲဆိုတမာဝယမအဲတော့သူကဘယ်လိုကြိုးစားရလဲအမှတ်တမဲ့လားတတိထားအောင်တတိထားပြီးကြိုးစားရတယ်ဒါကြောင့် mindfulness ဆိုတာတမာတတိဘယ်သူမှပိုင်းတော့လောက်တာရွှဲမှာပေါ့ဒါကြောင့် စိတ်ကိုအာယုံမှာတရိထားပြီဆိုမှတော့ပညာကမြင်လို့ရသွားပြီဒါကတစ်ခုနဲ့တစ်ခုဆက်ဆက်နေတာဒီလိုစူးစမ်းပြီးတတိထားနေတဲ့ချိန်မှာစိတ်ကအေးငြိမ်းလို့အာယုံတစ်ခုတည်းပေါ်မှာကျနေမှာအမှန်တိဖို့ဆိုတာဖြစ်နိုင်တယ်စိတ်မငြိမ်းဘူးလို့ဆိုရင်လည်းလွဲချော်နိုင်တယ်ပေါ့နော်အာယုံတစ်ခုတည်းမှာစူးစမ်းတာကတမန်တမာရီတမာဝါယမတမာတတိတမာတမာရီဒီသုံးခုကိုတမာရီအုပ်စုအနေနဲ့ပြောတာဖြစ်တယ်ဒီတော့ကံထမ်းအားထုတ်ပြီးဆိုရင် မာရိတိတမာတိနဲ့ပါတမာဝဲမတမာတတိတမာတမာရိဆိုတဲ့ဒီငါးခုကပေါင်းပြီးလောက်လောက်တာဖြစ်တယ်ဒီမဲ့ခင်ရှစ်ပါးတဲ့မဟာရိငါးခုကလန်းခင်းသွားတာနိဗ္ဗာန်လမ်းကြောင်းထီအောင်တည်ဆောင်သွားလို့သူတို့ကအတိကပဲဘယ်နေရာမှာပဲလောက်လောက်သူတို့ရဲ့အစဉ်တန်းအရင်သွေးကိုလာပြီးတော့ဒီတဘာဝတရားတွေပြောရတာဖြစ်တယ်ပေါ့နော်ဆရာချင်းကသူတို့ဆင်ပါလို့လေတမာတမာတိတမာဝါယမ သမာဓိဋ္ဌိသမာသင်္ကပ္ပသမာသဘာဝမသမာတ္တိသမာသမာဓိတို့နဲ့အတူနိဗ္ဗာန်လမ်းကြောင်းရောက်အောင်အားထုတ်နိုင်ကြပါစေ။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာဖြစ်ပါရခြင်းကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့တာပါ။မာအမောကိုရှင်ညာမတင်စားမောမတင်စားတော့ကြပါဘာတင်တော့မမအန်ဂျီမမအန်ဂျီဆိုညီ မချူလိုင်ဟန်နီကိုတန်းထားရတော်မောမတင်စာမောမမြတ်မြတ်ဥဒနာမေကိုတန်းနိုင်မွေကိုအောင်အောင်အမအမောကိုအောင်အောင်ဟေးပန်းရလာရမှာပါအာဘုရားကိုရဲ့ဥဝင်းဘူးဝင်းဆောင်မမလေးမှာနှုတ်ဆက်မအန်ဂျီဆိုညီပါနှုတ်ဆက် coi hạt coi hạt mà mà thế ra mà đi đi ở ra đi ra mà đi lại để bán nhà mua không không thế thứ mà bán nhà mua ta mình đã rồi và sao tiền lại rồi bé biết này thì mình lại sao tiền này chứ sao mà cứ ở ở bán nhà mà này cũng đã thôi mà này cũng đã thôi mà này phải chú lại này coi hạt coi hạt mà biết biết u mà thế sao mà ma đề giả ma ma đề giả ma ma đề giả ma vì hai cụ vi hai cụ ta làm một cụ ta làm một cụ ta thôi trời ơi mà à mà 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 mẹ mẹ cô phải à cô phô cô phô cô cô sinh mẹ 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 ma chú lại hà ní ma tiền giả ma cụ ta làm một cụ ta nói mới ma tiền giả ma u vi hai cụ vi hai cụ ma cái ma ba chồng ma cái ma phiêu mà mà အညိုပြာမလို့ဒီမစနေလေးဟောမမအဲလေးမမအန်ဂျီမအုံမဆွေမတင်စားမမအမောမခေ3မမအေးမမခေမမအန်ဂျီအမောမတင်စားမသူကအောင်ထားတာအကုန်တူးနေတဲ့အားကြောင့်မလို့အလွတ်တွေရတယ်သူကအလွတ်တကူမှမရအလုံးဝတက်တာပါ